မြန်မာနိုင်ငံရန်ကုန်မြို့လယ်ရှိ ကုန်တိုက်တစ်ခု၏ကားပါကင်မှမဝင်းဒီယာထွက်ခွာလာသည်။သူမသည် သူမ၏အဝါရောင်အားကစားကား၏ဒရိုင်ဘာထိုင်ကုန်တွင် ထိုင်နေသည်။ထိုကားသည်အယောင်တောက်တောက်ကြောင့်သာမက ဖြစ်မိသောဒီဇိုင်းနှင့်ချောမွေ့သောလေ အားကောင်းသောအင်ဂျင်အတန်ကြောင့်လူအများ၏အာယုံဆိုင်မှုကိုခံရလေးရှိသည်။သူမအတွက်ထိုကားသည်တည်ယူပို့ဆောင်ရေးအတွက်တတ်တတ်မဟုတ်ပါလူအများမသိသောအဖွဲ့အစည်းတစ်ခုတွင်နှစ်ပေါင်းများစွာစူးစမ်းအားထုတ်မှု၏ရလဒ်ဖြစ်သည်။ ယနေ့လဲထုံးစံအတိုင်းသူမသည် သူမ၏နေ့စဉ်လုပ်ငန်းဆောင်တာများသို့မပြန်မီခဏတာခရီးကိုပျော်ရွှင်စွာဖြတ်တန်းလိုခြင်းသာဖြစ်သည်ထိုနေ့လေခင်းသည်ပူပြင်းလာသည်နေသည်ခေါင်းပေါ်သို့တက်တဲကြရောက်နေသည်လမ်းမများမှာကားများပြပြီးဖြင်းင်းစွာရွေလျားနေကြသည် အများစုမှာဆိုင်ငယ်များနှင့် ကိုပိုင်ကားများဖြစ်သည်မဝင်းတီရသည် လေအေးပေးဆက်ကိုအနှဲငယ်ဖွင့်ပြီးတတောင်းတတာရှိစေရန်ထိုင်ကုန်အနေထားကို ချိန်ညှိလိုက်သည် သူမ၏လက်များမှာစတီယာရင်ပေါ်တွင်တည်ငြိမ်စွာတင်ထားပြီးမျက်လုံးများကလန်းမကိုအာယုံဆိုင်ကြည့်နေသည် သူမသည် နေရောင်ခြည်ကိုလျှော့ချရန်ရိုးရှင်းသောနေကာမျက်မှန်ကိုတက်ထားသည်ကားရဲတွင် ရေဒီယိုအတန်ကရင်ကြောပိတ်ဆို့မှုသတင်းကို ဖြည်းဖြည်းလေးဖွင့်ထားသည် ပထမဆုံးမီးပွိုင်တွင် သူမဘေးရှိဆိုင်ကယ်သမားအချို့က သူမ၏ကားကိုကြည့်ရှုသွားကြသည် မဝင်းဒီယာအတွက်ထိုသို့သော အာယုံဆိုင်မှုမျိုးသည်အစမ်းမဟုတ်ပါ သူမသည် ထိုကဲ့သို့သော အခြေအနေမျိုးကိုရင်းနှီးပြီးသားဖြစ်သည်သို့သောယနေ့တွင် သူမသည်ထိုအရာများကိုတိတ်အာယုံမဆိုင်ပါလုပ်ငန်းတာဝန်တစ်ခုကိုထမ်းဆောင်နေရပြီးသူမ၏စိတ်သည်တာမန်ကားမောင်းနေပုံရတော်လဲအမြဲတည်းရှိနေသည်သူမ၏အလုပ်ဤတစိတ်တစ်ပိုင်းမှာမမျော်လင့်ဘဲဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအတွက်အမြဲပြင်ဆင်ထားရန်လိုအပ်သောကြောင့်ဖြစ်သည် မီးပွိုင်အစိမ်းပြောင်းသည်နှင့်မဝင်းဒီယာသည် သူမ၏ကားကိုပုံမှန်အမြန်နှုံးဖြင့်မောင်းနှင်သည်လမ်း၏အချို့နေရာများတွင်အပေါက်ငယ်လေးများရှိနေသောကြောင့်သူမသည်ဘဲဘက်လမ်းကျောကိုဂယုတဆိုင်မောင်းနှင်ခဲ့သည် သူမသည်ဤလမ်းကြောင်းကိုကောင်းစွာသိသည်ဤလမ်းသည်ရင်ထင်းရဲများကပုံမှန်စစ်စေးရဲများအတွက်အသုံးပြုလေးရှိသောလမ်းဖြစ်သည်သို့သောသူမသိသလောက်ယနေ့တွင် အကြီးစားစစ်စေးရဲများမရှိပါယနေ့မနက်ပိုင်းအစည်းအဝေးအစီရင်ခံစာများအရာ ယင်ကြောအခြေအနေသည် ပုံမှန်ဖြစ်သည်ဟုဖော်ပြထားသည်မိနစ်အနည်းငယ်ကြာပြီးနောက်အနည်းငယ်ဟောင်းနှွမ်းနေသောရဲစခန်းငယ်တစ်ခုအနီးကွေတွင်မဝင်းတီရသည်လမ်းဘေးတွင်ရက်နေသောရဲတအူးကို တွေးလိုက်ရသည် အစာပိုင်းတွင်သူမသည်ထိုရဲသည်ရင်ကြောကိုထိမ့်သိမ့်နေခြင်းသို့မဟုတ်အခက်ခဲကြုံနေရသော ရင်မောင်းများကိုကူညီနေခြင်းဖြစ်သည်ဟုထင်ခဲ့သည်သို့သော ထိုရဲသည်လမ်းလေသို့ရောက်လာပြီးသူမ၏ကားကိုရက်တန့်ရန်လက်ဝေးရမ်းလိုက်သောအခါမဝင်းဒီယာသည်တစုံတစ်ခုထူးခြားနေသည်ဟုခံစားလာရသည်မဝင်းဒီယာသည်အရှင်ကိုလျှော့ချပြီးရဲ၏အချက်ပြမှုအတိုင်းသူမ၏ကားကိုလမ်းဘေးသို့ကွေးလိုက်သည် သူမသည်အချက်ပြမီကိုပိတ်ပြီးဒရိုင်ဘာဘက်ပြတင်းပေါက်ကိုဖြွင့်လိုက်သည် သူမကိုရက်ခိုင်းလိုက်သောရဲသည်ဖြင်းညင်းစွာရှောက်လာသည် ထိုသူသည်ဝါတုတ်ဖြစ်သည်သူ၏အညိုရောင်ယူနီဖောင်းသည်သူ့ကိုယ်လုံးကိုယ်ထည်နှင့်တင်းကျပ်စွာလိုက်ဖက်နေသည်သပင်ပါပြီးမျက်နာတွင် လမ်းမပေါ်တွင် အာနာရှိသည်ဟု ခံစားရသောရဲများတွင် တွေ့ရလေးရှိသည့်ကျန်းန်းသောအမှုအရာကိုပြသနေသည်နှုတ်ဆက်ခြင်းသို့မဟုတ်အစောပိုင်းရှင်းပြခြင်းမရှိဘဲထိုရဲကခက်ကြမ်းကြမ်းလေတံဖြင့်ဓာတ်ရိုက်ပြောသည် အမရင်စည်းကမ်းဖောက်ဖျက်တယ်ဟုခတ်တိုတိုပြောသည်မဝင်းဒီယာသည်တည်ငြိမ်နေသည်ယခင်စစ်စင်ရေးများစွာတွင် ထိုကဲ့သို့သောအခြေအနေမျိုးကို သူမကြုံတွေ့ဘူးသည်သို့သောယခုအချိန်တွင် သူမသည်တာမန်အရက်သားတဦးအဖြစ်ပြုမူခဲ့သည်ဘလို့စည်းကမ်းဖောက်ဖျက်တာလဲရှင်ကျမဘာမှဖောက်ဖျက်တယ်လို့မထင်ပါဘူးဟုသူမကညှိညှိညင်ညင်မေးသည်ထိုရဲကချက်ချင်းမဖြေပါသူသည်ကားနောက်ဘက်ကိုလှမ်းကြည့်ပြီးအကြောင်းပြချက်ရှာနေဟန်ရှိသည် စကတ်အနေငယ်ကြပြီးနောက်သူက မရှင်းလင်းသောနေရာတစ်ခုကိုလက်ညှိုးထိုးပြပြီးအမကလမ်းဖြောင်းမှာကြော်တက်တာအဲ့ဒါစီကန်းဖောက်ဖြက်တာဟုပြောသည်မဝင်းတီယာသည်သူမထိုးခဲ့သို့လှုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းကောင်းစွာသိသည်သူမမောင်းနှင်ခဲ့သောလမ်းကြောင်းတွင်ကြော်တက်ခြင်းကိုတားမြစ်သည့်အမှတ်သားများမရှိပါ သူမ၏လှုပ်ရှားမှုများအလုံးသည်စီကန်းများနှင့်ကိုက်ညီသည် မောင်ဝင်းတီယာက နောက်ထပ်ရှင်းပြချက်တောင်းရန်ပြင်ဆင်နေစဉ်ရဲနှစ်ဦးထိုအနည်းရှိရဲကင်းငယ်မှ ထွက်လာသည်ထိုနှစ်ဦးလုံးမှလည်းခန္ဓာကိုယ်ထွားကျိုင်းသူများဖြစ်သည်ဤတို့သည် ပထမရဲဤနောက်တွင် ရက်က သူ့ကို ထောက်ခံနေပုံရသည်ဤတို့ထဲမှတဦးကခါးတွင်လက်တင်ပြီးကြားဝင်ရန်အသင့်ပြင်ထားကြောင်းပြသသည့်အမှုအရာဖြင့်ရက်နေသည်မောင်ဝင်းတီယာသည်ဤအခြေအနေ၏ပုံစံကိုချက်ချင်းနားလည်လိုက်သည်ဆွဆွဲချက်များမှာအတူအယောင်ဖြစ်ပြီး ရည်ရွယ်ချက်မှာနေရာတွင်ငွေတောင်းခံရန်သာဖြစ်သည် ပထမရဲကထပ်ပြောသည်ယခုအချိန်တွင် သူ့လေတံမှာပို၍အတင်းကျပ်ဆန်သည်အမအမြန်ပြီးချိန်ဒီမှာဒံကြီး၃တောင်းပေးလိုက်ယုံကိုသွားเสียရမလို့ဘူးခုပြောသည် မဝင်းဒီယာသည်ချက်ချင်းမဖြေပါ သူမသည်ရဲဤမျက်နာကိုတည်ငြိမ်စွာကြည့်လိုက်သည် သူမ၏စိတ်ထဲတွင်ဤဖြစ်ရက်ကိုသူမ၏အဖွဲကစုံစမ်းနေသောလက်စားမှုအစီရင်ခံစာနှင့်ချိတ်ဆက်တွေးတောနေသည်သူမသည်တတိထားရန်လိုအပ်ကြောင်းသိတော်လဲဤကဲ့သို့သောဆက်ဆံမှုကိုတုံ့ပြန်မှုမရှိဘဲဆက်လက်ဖြစ်ခွင့်မပြုနိုင်ပါမဝင်းဒီယာသည်မဖြေမီခဏတာမျှအသက်ရှူရက်လိုက်သည်သူမသည်အလင်းစလိုတုံ့ပြန်လိုခြင်းမရှိပါ တောင်းပန်ပါရဲ့ရှင့် ကျမစီကံဖောက်ဖျက်တယ်လို့မခံစားရပဲဒီလောက်များတဲ့ဒံကျေးပမာဏကလုံထုံးလုံနည်းနဲ့မကိုက်ညီပါဘူးတကယ်လို့ကျမအမားလုပ်ခဲ့ရင်တရားဝင်ဖြည့်ရှင်းဖို့ရုံးကိုလိုက်သွားဖို့အသင့်ပါပဲဟုသူမကတည်ကြည်တော်လဲရင်ကျေးတော်လေးတန်ဖြစ်ပြောသည် သူမသည်ထိုရဲများအားသူတို့၏လုံဆောင်ချက်များကိုပြင်ဆင်ရန် အခွင့်အရေးပေးလိုခြင်းဖြစ်သည်သို့တော်ရဲဤမျက်နှာထားမှာပို၍ကြမ်းတမ်းလာသည် သူမကိုအရင်ဆုံးရက်ခိုင်းခဲ့သောဝတ်တုတ်ရဲ့ဘိုးကြီးကိုကိုကလက်ပိုက်လိုက်သည် အမဒုက္ခရှာခြင်းနာလားအမြန်ပြီးချင်ရင်ဒီမှာပေးဆိုပြီးပြောပြီးပြီးမဟုတ်ရင်အမကားကိုဒံငွေဖြက်ပြီးဆွဲသွားမယ်ဟုချင်းချောက်လိုက်သည်ထိုစကားကကြိုးចောင်းစီရောမှုမရှိပါမဝင်းဒီယာဤကားသည်မှားယွင်းစွာရန်နာထားခြင်းသို့မဟုတ်ရင်ကြောပိတ်ဆို့မှုကိုဖြစ်စေခြင်းမရှိပါထိုချင်းချောက်မှုကအင်းတို့သည်ဝိညာဉ်ရန်သာစူးစမ်းနေခြင်းဖြစ်ကြောင်းပို၍ရှင်းလင်းစေသည် နောက်ထပ်ရဲနှစ်ဦးဖြစ်သောဒုတကြက်လှိုင်နှင့်တကြက်ကြီးသူရတို့သည်ကိုကိုဤနောက်တွင်ရဲတင်းစွာရက်နေကြသည်လှိုင်ကမဝင်းဒီယာအပေါ်ဖိအားပေးခြင်းကိုနှစ်သက်တရာအနှဲငယ်ပြုံးပြသည် သူရကတိတ်ဆိတ်စွာနေတော်လဲသူအကြီးကအခြေအနေပူနွေးလာပါကဝင်ရောက်ဆောင်ရွက်ရန်အတင်းရှိကြောင်းပြသနေသည်မဝင်းဒီယာသည်ရင်းတို့၏လှုပ်ရှားမှုအလုံးကိုတတိပြုမိသည်ဤဒီမှာရုတ်တရက်လှုပ်ဆောင်ခြင်းမဟုတ်ပါရင်းတို့သည် ထိုတို့သောလှုပ်ဆောင်ချက်များကိုကျင်သားရနေပြီဖြစ်ပြီး ယခင်ကတားကောင်များမှလည်းကိစ္စမြင်မြန်ပြဤစီရင်ပေးချေခဲ့ကြပေလိမ့်မည်ဖြတ်တော်ဖြက်လာဆိုင်ကယ်များနှင့် ကားအချို့ကနင်းတို့၏ရင်များကိုအရှိန်လျှော့လိုက်ကြသည် အချို့ကလမ်းဘေးတွင် ရက်ကဖုံးစစ်ဆေးဟန်ဆောင်ခြင်းသို့မဟုတ်ဖုံးပြောဟန်ဆောင်ခြင်းတို့လုပ်နေကြသည်သို့သောနင်းတို့၏မျိုးလုံးများက မဝင်းတီယာနှင့်ရဲသုံးဦးကိုစိုက်ကြည့်နေကြသည် အချို့ကတိတ်တဆိတ်ဗီဒီယိုရိုက်ကူးနေကြသည်ဤအခြေအနေသည်ပွဲတပွဲတစ်ပွဲဖြစ်လာခဲ့တော်လဲမြည်သည့်မြင့်မြင့်တက်တေကမှချင်းကဲ့ရန်သို့မဟုတ်ဝင်ရောက်ဆွတ်ဖက်ရန်မရေရဲကြချေမဝင်းဒီယာသည် သူမငင်းဆန်လေးလေးထိုရာရှိများကပို၍ရန်လိုလေးလေးဖြစ်မည်ကိုသဘောပေါက်သည် သို့တော်သူမသည်လွယ်လွယ်အရှုံးမပေးနိုင်ပါသူမအပြစ်မရှိသည့်အပြင်သူမဆောင်ရွက်နေသောလှိုးဝဲစစ်စင်ရေးသည်လည်းဤကဲ့သို့သောလက်စားမှုများကို ဖော်ထုတ်ရန်ရည်ရွယ်သည် သူမသည်ယနေ့တွင် သူမကိုယ်တိုင်နောက်ထပ်ပြစ်မှတ်ဖြစ်လာလိမ့်မည်ဟုကြိုတင်မတွက်ဆခဲ့ပါမဝင်းဒီယာသည် ခတ်တူတူတက်ပြင်းချလိုက်သည် သူမသည်ထိုရာရှိများအားကောင်းမွန်စွာနောက်ဆုတ်ရန်လုံလောက်သောအခွင့်ရေးပေးခဲ့ပြီးဖြစ်သည် ယခုအချိန်တွင်သူမ၏လေတံမှာပို၍တည်ကြည်သည့်တောင်းပန်ပါရရှိကျမနေရာမှာပေးဆောင်ဖို့ညှင်းဆိုပါရယ်တကယ်လို့စီကံဖောက်ဖျက်တာရှိရင်တရားဝင်ဒဏ်ငွေဖျက်စာရေးပေးပါကျမလုံထုံးလုံဤအတိုင်းဆောင်ရွက်ပါမယ်ဟုသူမကရှင်းရှင်းလင်းလင်းပြောလိုက်သည် သူမပဝန်းကျင်ရှိလူတိုင်းကြားနိုင်စေရန်တေချာအောင်လုပ်ခဲ့သည်ဗီဒီယိုရိုက်ကူးနေသူအချို့ကပို၍တဲတဲမဲမဲအာယုံဆိုင်လာကြသည် ဟိုကြီးကိုကိုသည်ကားပြင်းပေါက်နာသို့တိုးကပ်လာရာသူမျက်နာသည်ကားအတွင်းခန်းနီးနီးရောက်လာသည်ချွေးနှက်နှင့်ဆေးလိမ့်နှင့်ရောထွေးနေသည်အမဒါကိုပော့ပော့လေးထင်နေတာလားကျွန်တော်ဒံငွေဖြက်စာရေးပေးလိုက်ရင် အမကိုယ်တိုင်ဒုက္ခရောက်မယ်ဒံကြီးတွေမကပဲကားကိုပါခဏသိမ့်လို့ရတယ်ဟု သူကချိန်ချောက်လိုက်သည် သူဤလက်ကကားတကားအပေါ်ပိုင်းကို ခောက်လိုက်သည်မှာစိတ်မရှိတော့ကြောင်းပြသနေသည်မဝင်းတီရသည် မလုံမရှက်ရက်နေသည် သူမ၏အကြီးကရှေ့သို့တက်တက်ဆိုင်ထားပြီး ကြောက်ရွံ့မှုအရေးအယံမပြပေး လူတကြက်လိုင်းကနောက်ကနေဖြတ်ပြောလိုက်သည်တော်ပါတော့ဘိုးကြီးကိုကိုသူကောင်းမှနေရင်ငါတို့တင်ကန်းစာပေးလိုက်မယ်သူ့လေတန်တွင်ရွှန်ရှာဖွဲကောင်းသော ရေတန်လေးများပါဝင်နေသည်တက်ကြက်ကြီးသူရကတော့ထုံးစံအတိုင်းစကားမများပေ သူကသဘောတူကြောင်းခေါင်းကြီးပြလိုက်သည် မဝင်းတီရသည် သူတို့၏ပုံစံကိုရှင်းရှင်းလင်းလင်းသိလိုက်သည်တစုံတဦးက ပေးချေရန်ညင်းဆန်မာကနောက်ထပ်နီးပြူဟာမှာရုပ်ပိုင်းဆိုင်ရာချင်းချောက်ချင်းသို့မဟုတ် အများပြည်သူရှေ့တွင်တားကောင်ကိုအဆက်ခွဲခြင်းဖြစ်သည် မောင်ဝင်းဒီယာသည်ထိုအခြေအနေအတွက် ကိုကိုကိုပြင်ဆင်လိုက်သည် ို့သောသူမသည်မတရားခံနေရသောတာမန်အယက်သားတဦးအဖြစ် သူမ၏အခမ်းကဏ္ဍကိုဆက်လက်ထိန်းသိမ်းထားသည်လောက်ပါရှင့်ကျမလိုက်နာရမယ့်ဥပဒေလုံထုံးလုံနည်းတွေရှိရင်အတင်ပါပဲဒါပေမဲ့ကျမတရားဝင်လမ်းကြောင်းကလွဲလို့ပေးဆောင်မှာမဟုတ်ပါဘူးဟု သူမကထပ်ပြောသည် သူမသည်ရက်ွက်သားများပို၍ညင်လေးလေး နောက်ပိုင်းတွင် သူမ၏ဥပဒေရေးရာအနေထားကပို၍ခိုင်မာလေးလေးဖြစ်မည်ကိုသိသည်။မိုဘိုင်းဖုန်းကင်မရာများကပို၍တက်ကြွစွာမှတ်တမ်းတင်လာကြသည်။အချို့ရွာသားများကပို၍ရှင်းရှင်းလင်းလင်းမြင်နိုင်ရန်ကားပြင်းပေါက်များကိုဖြန့်ထားကြသည်။ဘိုကြီးကိုကိုကကြမ်းကြမ်းတမ်းတမ်းနှာခေါင်းရှုံလိုက်သည်။ကောင်းပြီဒါဆိုရင်ငါတို့ပို့ပြီးပြက်ပြက်သားသားလုပ်ရတော့မှာပေါ့။ သူကနှိုင်းတဲ့သူရကိုအချက်ပြလိုက်ပြီးမဝင်းဒီယာကတိတ်ဆိတ်စွာနေတော်လဲသူမ၏နှလုံးသားကပုံမိုဆိုးရွားလာနိုင်သည့်အခြေအနေအတွက်အသင့်ပြင်းနေပြီဖြစ်သည်ကြောက်လို့မဟုတ်ပဲဤစစ်စင်ရေးဤတစိတ်တပိုင်းသည်စောင့်ကြည့်ခြင်းမှလက်တွေ့ကြသော ဝင်ရောက်ဆုတ်ဖက်မှုအဖြစ်မကြမီပြောင်းလဲတော့မည်ကိုသူမသိသောကြောင့်ဖြစ်သည် နောက်ထပ်စကားမများပဲဘိုးကြီးကိုကိုသည် နောက်သို့ဆုတ်သွားပြီးလက်ဖြင့်အချက်ပြလိုက်သည် လှိုင်းရဲကင်းနောက်ကပိုက်ယူခဲ့ဟုခတ်တိုတိုပြောလိုက်သည်လှိုင်းကခေါင်းညိပ်ပြီးညင်းတို့ရဲ့နေသည့်နေရာနှင့်မဝေးသောရဲကင်းငယ်စီတို့လီမြန်စွာလျှောက်သွားသည်ထိုရဲကင်းမှာဟောင်းနှွမ်းနေပြီးတုတ်ဆေးများကွာကြနေသည်သူ့ဘေးတွင်ဝန်းနှန်းရည်များတန်ရှိရေးလုံရန်သို့မဟုတ်လမ်းရည်လောင်းရန်အသုံးပြုလေးရှိသောပိုက်ကြီးတစ်ခုလိတ်ထားသည်မဝင်းတီရသည်ကြောင်ယွန်းထိတ်လန့်ခြင်းမရှိဘဲနင်းတို့၏လှုပ်ရှားမှုများကိုကြဲ့နေသည်သူမဘာဖြစ်လာမည်ကိုသိသည် လှိုင်ကပိုက်ကိုကင်ပြီးပြန်လာသည်သူကရေကင်းပေးရှိရေပိုက်ကောင်းကြီးနှင့်ချိတ်ဆက်လိုက်သည်သူရ၏အကူအညီဖြင့်အင်းတို့သည်ပိုက်ကိုမဝင်းဒီယာ၏ကားနာသို့ဆွဲယူလာကြသည်ဗီဒီယိုရိုက်ကူးနေသည့်ရက်ကွက်သားအချို့ကတီတိုစကားပြောဆိုလာကြသည်အချို့ကအံ့အားသင့်နေကြပြီး အချို့ကမူဝင်ရောက်ဆော့ဖက်တဲ့မဆော့ဖက်တဲ့သို့မဟုတ်ဆက်လက်ကြည့်ရှုသူဖြစ်တာနေတဲ့ဒီကို တွေးတောနေပုံရသည်အခြေအနေသည်ရင်စည်းကမ်းဖောက်ဖျက်မှုမှပုံပွင့်လင်းလင်းစော်ကားမှုအဖြစ်သို့ပြောင်းလဲလာခဲ့သည်ဘူကြီးကိုကိုသည် ကားရှိတွင်ရက်နေသည်နင်ကောင်းမှနေရင်ငါတို့လည်းကောင်းမှလို့ရတယ်ဟုကြေလောင်စွာပြောလိုက်သည် သူက ရေပိုက်ကောင်းကိုနှိမ်မြန်စွာလှည့်လိုက်ရာဖိအားမြင့်ရေများပိုက်၏အစွန်းမှတအားပန်းထွက်လာသည် ကြိုတင်သတိပေးခြင်းမရှိဘဲလှိုင်းသည်ရေပန်းကိုမဝင်းတီယာထံသို့တိုက်ရိုက်ချိန်လိုက်သည်အေခဲနေသော ရေများက သူမ၏ခန္ဓာကိုယ်ကို အားပြည့်ဖြင့်ရိုက်ခတ်သည်ယခင်ကတရရ၆တွေ့နေသော သူမ၏အဝတ်စားများမှချက်ချင်းဆိုသလိုရေစိုရွှဲသွားသည်တရရစွာစူးစီးထားသောသပင်များမှယခုအခါ သူမ၏မျက်နှာနှင့်လေပင်တွင်ကပ်ညှိနေသည် မောင်ဝင်းဒီယာသည်သူမ၏နေရာတွင်မလုံမရှက်ရက်နေသည် သူမသည် အော်ဟစ်ခြင်းသို့မဟုတ်ပဒင်းပေါက်ကိုပိတ်ရန်စူးစားခြင်းမရှိပါ သူမသည် ရေများကို သူမ၏ခန္ဓာကိုယ်ကို ထိခတ်ခွင့်ပြုလိုက်သည်သူမ၏မျက်နာကရှေ့သို့စိုက်ကြည့်နေသည်မိုဘိုင်းဖုန်းကင်မရာများကဆက်လက်ရိုက်ကူးနေကြသည်ရင်မောင်းချိုးကမကျေနပ်သည့်အတန်များထွက်ပေါ်လာတော်လဲမြည်သူမျှချင်းကဲ့ရန်မရေရေကြချေလှိုင်းနှင့်သူရာတို့ကပို၍ကျဲလောင်စွာရင်မောနေကြသည် ်အင်းတို့၏လုံဆောင်ချက်များသည်နောင်တွင်ဂုံယူဝင်ကြွားနိုင်သည့်ဟာသာတစ်ခုမျှသာဖြစ်တကယ်သို့ဖြစ်နေသည်ဘူကြီးကိုကိုသည်မဝင်းတရား၏တုံ့ပြန်မှုကိုကျေနပ်စွာကြည့်နေသည်လမ်းမပေါ်မှအရှက်မကွဲခြင်းယင်းနာခံတတ်အောင်တင်ယူဟုသူကကြဲလောင်စွာပြောလိုက်သည် သို့သောကိုကိုနှင့်သူတပည့်များမတိသည်မှာမဝင်းဒီယာဤမျက်နာတွင်ယခုအခါပောက်ဖွာလာနေသည်မှာကြောက်ရွံ့မှုမဟုတ်ပေထိုတိတ်ဆိတ်သောအကြည်ဤနောက်ွယ်တွင်သူမအချိန်ကြာမြင့်စွာထိမ့်သိမ်းထားခဲ့သောတီးခန့်ခြင်းသည်အဆုံးစွန်သို့ရောက်ရှိနေပြီဖြစ်သည် သူမ၏နောက်ထပ်လှုပ်ဆောင်ချက်သည်ကိုပိုင်ကာကွယ်ရေးမျှသာမဟုတ်တော့ကြောင်းသူမသိသည်ဤဒီမှာသူမ၏တာဝန်အရေးကြီးသောအစိတ်ပိုင်းကိုထမ်းဆောင်ရမည့်အချိန်ဖြစ်သည် ယခင်ကကြီးစုသူဖြစ်တာနေခဲ့သောရက်ွက်သားအချို့ကပို၍ရှင်းလင်းသောတုံ့ပြန်မှုများကို ပြသလာကြသည်။လမ်းဘေးတစ်ပင်အောက်တွင်ရက်နေသောဆိုင်ကယ်ကယ်ရီသမားဦးဆိုးမင်းသည်မျက်မှောင်ကျုပ်ပြီးပို၍ရှင်းရှင်းလင်းလင်းရိုက်ကူးနိုင်ရန်သူ၏ဖုန်းကိုမြှောက်လိုက်သည်။ထိုအရာရှိများလှုပ်ဆောင်သည်ကို သူမကြာခဏမြင်ဘူးတော်လဲယခုတစ်ချိန်တွင်ငင်းတို့သည်နေကင်းကြောင်တောင်လူအများရှိတွင်ဤမျှရဲရဲတင်းတင်းလှုပ်ဆောင်သည်ကို ပထမဆုံးမြင်ဘူးခြင်းဖြစ်သည်။ တိတ်လွန်တာပဲဟု သူက တီးတိုးရေရွလိုက်သည် သူ့အတန်မှာရေစည်းတန်နှင့်ရဲများ၏ရေတန်များကြောင့်ပျောက်ကွယ်လူနီးပါးဖြစ်နေသည်ရဲကင်းဤတွင်ပုံမှန်ရောင်းချနေသောအုံးရေဆိုင်ပိုင်ရှင်ဒေါ်လိုင်ကသူမ၏လုပ်ငန်းများကိုရပ်နားလိုက်သည်သူမသည်သူမ၏တွန်းလဲပေးတွင်မျက်ကစိုးရိမ်တကြီးကြည့်နေသည်မဝင်းဒီယာကိုပဖျန်းခဲ့သောရေများကလမ်းပေါ်သို့စီးကြလာပြီးကတရာလမ်းကိုဆူရွှဲစေသည် ဒါလူမဆန်တော့ဘူးဟုသူမကကြည့်ရှုနေသောဖောက်တဲ့တူကိုပြောသည်သူမ၏နောက်တွင်ရက်နေသောအမျိုးသမီးအချို့ကခေါင်းကြီးပြကြသည်ယထာသောဆိုင်ကယ်သမားများရန်လဲအပါဝင်ပို၍များလာကြသည်နင်းတို့ထဲမှ အချို့ကဗီဒီယိုရိုက်ကူးနေကြသည် အချို့ကတယောက်ကိုတယောက်တီးတိုးစကားပြောနေကြသည် သူတို့မိန်းကလေးကို ရေပတ်တာဒါဒဏ်ကြီးဖြတ်တာမဟုတ်တော့ဘူးဟုရန်က သူ့ဘေးရှိ ဆိုင်ကယ်သမားကိုပြောသည် မင်းတို့ထဲမှမြေသူမြရဲများကိုချင်းကပ်ရန်မရေရဲတော်လဲမျက်မြင်တက်တဲ့အဖြစ်ရက်တီရန်တက်တီသည်စတင်ပေါက်ဖွားလာခဲ့သည်ဤဗီဒီယိုရိုက်ကူးမှုသည် နောက်ပိုင်းတွင်ဆက်လက်ဆောင်ရွက်မှုများရှိလာပါကတက်တီခံအထောက်အထားဖြစ်လာနိုင်ကြောင်းမင်းတို့သဘောပေါက်ကြသည်သို့သောမကျေနပ်သည့်အတန်များစတင်ထွက်ပေါ်လာတော်လဲထိုရာရှိများကိုတိုင်းရိုက်ဆန့်ကျင်ရန်မြေသူမြမရေရဲကြချေရခင်က သူတို့၏အတွေ့အကြုံများကလမ်းမပေါ်တွင်ရဲကိုဆန့်ကျင်ခြင်းသည် ပို၍ကြီးမားသောပြဿနာများဖြစ်ပေါ်စေနိုင်ကြောင်းတင်ကြားပေးခဲ့ပြီးဖြတ်။ဒီအထူးသဖြင့်ကိုကိုနှင့် သူတပည့်များကဒေသခံများကိုအတင်းကျပ်နာခံစေရန်အကြံဖတ်မှုများမကြာခဏအသုံးပြုလေးရှိသည့်ရဲများအဖြစ်နာမည်ကြီးသောကြောင့်ဖြစ်သည်။ထိုအခြေအနေ၏အလေရင် အထင်ရှားဆုံးမှာရက်ွက်သားများ၏အတန်များသို့မဟုတ် ဗီဒီယိုရိုက်ကူးမှုများမဟုတ်ပေအထင်ရှားဆုံးမှာမဝင်းဒီယာ၏တိတ်ဆိတ်စွာရက်တည်နေသည့်အမူအရာဖြစ်သည် သူမသည်သူမ၏ကားဘေးတွင်တက်တက်ရက်နေပြီးရေဆူရွှဲနေတော်လဲမလုံမရှက်ရက်နေသည်သူမ၏ပြက်သားပြီးထိမ့်ချုပ်ထားသောအကြည့်သည် ထိုမျိုးသမီးသည်တာမန်သားကောင်မဟုတ်ကြောင်းကိုရက်ွက်သားများအားဖြည်းဖြည်းချင်းသဘောပေါက်စေခဲ့သည်တစုံတရာကြီးမားသောအရာတစ်ခုဖြစ်ပေါ်နေသည်ကိုအင်းတို့မသိသေးပါ မောင်ဝင်းဒီယာသည်သူမ၏မျက်နာမှရေနှဲငယ်ကိုလက်ဖဝါးဖြင့်တုပ်လိုက်သည်ရေဆိုနေသောအဝတ်စားများကသူမ၏အဓိကအာယုံဆိုင်ရာမဟုတ်တော့ပေယခုအခါသူမ၏စိတ်ထဲတွင်ပြည့်နှက်နေသည်မှာ ဖြစ်ပျက်ခဲ့သည်။အားလုံးသည်အကန့်အသတ်ကိုကြော်လွန်သွားပြီဟုသောအချက်ပင်ဖြစ်သည်။သူမကိုပထမဆုံးရက်တန့်ခဲ့ချိန်မှစ၍သူမကိုကိုကိုထိန်းချုပ်ခဲ့သည်။သူမသည်အယက်သားတအုပ်အဖြစ် လုံထုံးလုံနီးများကိုလိုက်နာခဲ့ပြီးယဉ်ကျေးစွာငင်းဆန်ခဲ့ကထိုအရာရှိများအားသူတို့၏အမားများကိုပြင်ဆင်ရန်အခွင့်အရေးပေးခဲ့သည်သို့တော်သူမရရှာဤကဲ့သို့တုံ့ပြန်မှုမှာချင်းချောက်မှုစော်ကားမှုနှင့်ပုံပွင့်လေးလေးအကြမ်းဖက်မှုများသာဖြစ်သည်ဘူကြီးကိုကိုသည်သူ့လုံရက်များကိုဆက်လက်လှုံ့ဆော်လိုပုံရသည် သူကလှိုင်ကိုတဖန်ကောင်းကြီးပြပြီး ရေဖြီအားကိုတိုးမြင့်ရန်အချက်ပြလိုက်သည်လှိုင်ကရေပိုက်ကောင်းကိုပို၍ကျဲအောင်လှဲ့လိုက်သည်ရေပန်းနှုံးမှာပို၍အားကောင်းလာသည်မဝင်းတီယာဤကိုခန္ဓာကိုရိုက်ခတ်ပြီးပဝင်းကျင်တို့ပြန့်နှံ့ကလမ်းဘေးနေရာအများစုကိုဆူဆွတ်စေသည်လှိုင်နှင့်သူရတို့ဤရေတံများမှာပို၍ကျဲလောင်လာသည်ယင်းတို့သည်ထိုမြင်ကွင်းကိုနေလေခင်းဖြောပြေမှုတစ်ခုတစ်ပွဲနှစ်သက်နေကြသည် မောင်ဝင်းဒီယာသည်ခဏတာမျရက်ွက်သားများအုပ်စုကိုအကြည့်လွှဲလိုက်သည်နင်းတို့ထဲမှများစွာသောသူတို့သည် ီဒီယိုရိုက်ကူးနေကြသည် သူမသည်မတရားမှုကိုသိတော်လဲစန့်ကျင်ရန်ကြောက်ရွံ့နေသည့်မျက်နှာများကို မြင်တွေ့ရသည်အင်းတို့၏ဖုံးကွယ်ထားသောဒေါသကို သူမခံစားရသည် သို့သော ယခုအချိန်တွင်မဝင်းတီရသည်မြည်သူတဦးတယောက်မှကူညီလိမ့်မည်ဟုမျှော်လင့်၍မရကြောင်းသိသည်သူမကိုယ်တိုင်လှုပ်ဆောင်ရမည်ဤဒီမှာလှိုးဝှက်အရာရှိတဦးအဖြစ် သူမ၏ကိစ္စမဟုတ်တော့ပါဤဒီမှာသူမ၏ဂုံတိတ်ခါနှင့်ထိုနေရာတွင်ချက်ချင်း အကောင့်ထဲပေါ်ရမည့်တရားမျှတမှုဆိုင်ရာကိစ္စဖြစ်နေပြီးဖြစ်သည်။ဖြင်းင်းတော်လဲခိုင်မာသောလှူရှားမှုဖြင့်မဝင်းတီယာသည် သူမ၏ကားတကားကိုဖွင့်လိုက်သည်ထိုလို့ရဲ့ကြောင့်ဘိုးကြီးကိုကိုသည် ရေမောချင်းကိုရက်တန့်လိုက်သည်လှိုင်းကမျက်လုံးပြူပြီးကြည်နေပြီးသူရကမျက်မှောင်ကျုပ်ကထိုမျိုးသမီးဘာလို့မီကိုခံမန်းရန်စူးစမ်းနေသည်မဝင်းတီယာသည် ကားအတွင်ခန်းထဲသို့စကန့်အနည်းငယ်မျှသာဝင်သွားသည်သူမသည်ရှေ့ထိုင်ကုန်တွင်အစောပိုင်းကလေးကတင်ထားသော အနက်ရောင် လက်ကင်အိတ်ငယ်ကိုဆွဲယူလိုက်သည်သူမ၏လက်များကလေးကျင့်ပြီးသားဖြစ်ပြီးနှင်းမြန်စွာနှင့်မတွန့်စုပ်ပဲလှုပ်ဆောင်သည်မောင်ဝင်းဒီယာပြန်ထွက်လာသောအခါကြည့်ရှုနေသော ရက်ွက်သားများအသက်ရှူမသွားကြသည်သူမ၏လက်ထဲတွင်ယခုအခါလျှိုးဝှက်စစ်စင်ရေးဆိုင်ရာဆန်လုံငန်းသုံးပစ္စတိုတစ်လက်ကင်ဆောင်ထားသည် အထင်ရှားကြီးသော ပစ္စတိုမဟုတ်တော်လဲရှင်းလင်းသောသတင်းစကားပေးရန်လုံလောက်သည့်တည်ငြိမ်သော ခြေလမ်းများဖြင့်မဝင်းတီရသည်ကားရှိတွင်ရက်နေသောဘူကြီးကိုကိုထံသို့ချင်းကပ်သွားသည် သူမသည် စကားတခွန်းမှမပြောပေသူမ၏လက်ကမြောက်တက်သွားပြီးပစ္စတို၏ထိတ်ဖြားသည် ကိုကို၏ပါဇက်တွင်ချက်ချင်းကပ်လိုက်သည်ရဲများ၏ရေတံများချက်ချင်းပျောက်ကွယ်သွားသည်လူအုပ်စုတိတ်ဆိတ်သွားသည်ဘူကြီးကိုကိုသည် ထိုနေရာတွင်တောင်းခဲသွားသည် ယခင်ကကြမ်းတမ်းသောမျက်နှာမှာဖြူဖက်ဖြူရောပြောင်းလဲသွားသည် သူ့ပါးစပ်တွင်ကပ်နေသောအေးဆက်ဆက်ပစ္စတိုထိပ်ဖျားကိုခံစားလိုက်ရသောအခါသူ့မျက်လုံးများပြူးကျဲသွားသည် သူ့နှဘူးမှချွေးများက မဝင်းဒီယာကိုပဖျန်းခဲ့သောရေများနှင့်ရောထွေးပြီးစီးကျလာသည်အမအမဘာလို့မလို့လဲသူ့အတန်မှာတုံရင်နေသည်ယခင်ကလွမ်းမိုးထားသောမမာနလေးတန်မှာလုံးဝပျောက်ွယ်သွားသည်သူ့ပါးစပ်ကဝါကြများကို ရှင်းရှင်းလင်းလင်းမပြောနိုင်တော့ဘဲ ယခင်ကရင်မောနေသောလှိုင်နှင့် သူရတို့မှယခုအခါထိတ်လန့်နေကြသည်လှိုင်သည်ခဏတာရှေ့သို့တိုးလာခဲ့တော်လဲမဝင်းဒီယာကပစ္စတိုကိုအနှဲငယ်ဘေးသို့ရွှေ့ပြီးညီသူမဆိုချင်းကဲ့ရန်စူးစားပါကသူမနှင့်တိုက်ရိုက်ရင်ဆိုင်ရမည်ဟုအချက်ပြလိုက်သောအခါချက်ချင်းရက်တန့်လိုက်သည်သူရသည်မျက်လုံးများပြုကျဲကမျက်နာတွင် တွေးမရှိတော့ဘဲတောင့်ခဲစွာရက်နေသည်ယခင်ကကြီးမားသောအင်းတို့၏ရဲစွန်းတက်သည့်မှာချက်ချင်းပြိုလဲသွားသည် ဖို့ဖြစ်ရက်ကိုကြည့်ရှုနေသောရက်ွက်သားများမလုံမရှက်ရက်နေကြသည်အချို့ကဖြစ်ပေါ်လာသောလှည်မြန်သောအပြောင်းလဲကြောင့်အလွန်အမင်းအံ့အားသင့်ကဗီဒီယိုရိုက်ကူးခြင်းကိုပင်ရက်တန့်လိုက်ကြသည် အချို့ကမူဤတို့ဤဖုံများကိုကင်ထားစေပင်သို့သော ယခုအချိန်တွင်ရိုးရိုးရှင်းရှင်းကြည့်ရှုရန်အတွက်မဟုတ်တော့ပေဤတို့သည်ဤဒီမှာတာမန်လမ်းမပေါ်မှအငင်းပွားမှုများသာမဟုတ်တော့ကြောင်းသဘောပေါက်ကြသည် ်အင်းတို့ရှိတွင်ပို၍ကြီးမားသောအရာတစ်ခုဖြစ်ပေါ်နေသည်ဆိုင်ကယ်ဘေးတွင်ရက်နေသောရန်ကတိုးတိုးလေးရေရွတ်လိုက်သည် သူကတာမန်လူမဟုတ်ဘူးမောင်ဝင်းဒီယာသည်တည်ငြိမ်နေသည်ဒီမှာပဲတိတ်တိတ်နေဟု သူမကညင်ညင်ငင်ငင်သို့သောတည်ကြည်သောလေတံဖြင့်ပြောသည်မင်းတို့ရဲကတယောက်ယောက်လို့ရင် ငါလှုပ်ဆောင်ဖို့ဝင်လေးမှာမဟုတ်ဘူး။သူမဤအတန်မှာကျဲလောင်ခြင်းမရှိတော့လဲပတ်ဝန်းကျင်ရှိလူတိုင်းကြားနိုင်ရန်လုံလောက်သည်။သူမသည်တာမန်အယက်သားတအူးအဖြစ်ပြုမူတော်ခြင်းမရှိပေယခုအချိန်တွင် သူမသည်ဥပဒေစိုးမိုးရေးအရာရှိတအူးအဖြစ်စကားပြောနေသည်။သူမဤအကြီးကကိုကိုထံသို့ရောက်သွားသည်။မင်းတို့ရက်ွက်သားတွေကိုလှည့်စားတာလုံလောက်ပြီ။ဒီနေ့မင်းတို့ရဲ့ကစားပွဲပြီးဆုံးပြီ ဘူကြီးကိုကိုကကိုကိုကိုကာခွေရင်ပါဇက်ဖွင့်ရင်စူးစားခဲ့တော်လဲသူ့နှုတ်ခမ်းကိုဖိထားသောပစ္စတိုထိတ်ဖျားက သူ့ကိုပြန်တိတ်ဆိတ်စေခဲ့သည်မဝင်းဒီယာက သူ့ကိုအခွင့်အရေးမပေးခဲ့ပါ သူမ၏အရင်အဖြစ်ဆောင်ရွက်နေသောစောင့်ကြည့်ရေးအဖွဲ့သည် စတင်စုပူတောင်းကျမ်းချိန်မှစ၍ထိုနေရာသို့ချင်းကပ်လာနေပြီဖြစ်ကြောင်း သူမသိသည်ရင်းတို့ရောက်မလာမီအထိအခြေအနေကိုထိမ့်သိမ်းထားရန်သာ သူမလိုအပ်သည် သို့သောသူမ၏အဓိကသတင်းစကားမှာရှင်းလင်းနေပြီဖြစ်သည့်အီယာရှိများအတွက်ညင်းတို့၏ယူနီဖောင်းနောက်ွယ်တွင်ပုံအောင်းနေရနေရာမရှိတော့ပေမောင်ဝင်းတီယာတတိပေးပြီးစကန့်အနည်းငယ်အကြာတွင် ဝေးလံသောနေရာမှပေါ်တန်ကြလိုက်ရသည်တာမန်ရဲကားများ၏အိုးတန်မဟုတ်ပဲပြည်တွင်းရဲတပ်ဖွဲ့စောင့်ကြည့်ရေးရင်များဤထူးခြားသော အိုးတန်ဖြစ်သည့်အမိုးပေါ်တွင်အပြာရောင်မီးများတက်ဆင်ထားသောအနက်ရောင်စပီကားတစီ ပင်မြန်စွာချင်းကပ်လာသည်ရက်လိုက်သည်နှင့်အယက်ဝုတ်ဝတ်ထားသောစောင့်ကြည့်၏အဖွဲဝင်အချို့ပင်မြန်စွာဆင်းလာကြသည်ဤတို့ထဲမှတဦးဖြစ်သောအနက်ရောင်ဝတ်စုံဝတ်ထားသူအမျိုးသားတဦးသည် မဝင်းဒီယာထံသို့သူ၏အမှတ်အသားကတ်ကို ပြသရင်းချက်ချင်းလျှောက်လာသည်မဝင်းအဒီယာငါတို့လွှဲပြောင်းယူလိုက်ပြီဟု သူကတည်ကြည်စွာပြောလိုက်သည် မောင်ဝင်းဒီယာကခေါင်းညိပ်ပြီးနောက်သူမ၏ပစ္စတိုကိုဘိုကြီးကိုကိုဤပဇက်မှဖယ်ရှားလိုက်သည် ကိုကိုသည်ချက်ချင်းနောက်သို့လဲကျသွားသည်သူမျက်နာမှာဖြူဖက်ဖြူရောဖြစ်နေစေပင်လှိုင်းနှင့်သူရတို့သည် သူတို့၏ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်တော့ခြင်းမရှိပေထိုဖြစ်ရက်ကို ကြิရှုနေသောရက်ွက်သားများကတီတိုစကားပြောဆိုလာကြသည်ငင်းတို့ထဲမှအချို့သည်ငင်းတို့မြင်တွေ့နေရသည်မှာတာမန်ဖြစ်ရတဲ့ခုမဟုတ်ကြောင်းနောက်ဆုံးတွင်နားလည်လာကြသည် ဝစ်စုံဝစ်ထားသောအမျိုးသားကလူအုပ်ကိုလှည့်ကြည့်လိုက်သည်ကျွန်တော်တို့ကပြည်တွင်းလုံခြုံရေးဌာနကပါကျွန်တော်တို့ဒီလူဆိုးတွေကိုဒေသခံတွေရဲ့အစီရင်ခံစာတွေကြောင့်အချိန်ကြာကြီးစောင့်ကြည့်နေတာပါ သူကကိုကိုနှင့်သူတပည့်များကိုလှမ်းကြည့်လိုက်သည်ဒီနေ့မင်းတို့လုခဲ့တာကတတေအထောက်အထားလုံလောက်ပြီးမင်းတို့ကိုထက်မှန်စစ်ဆေးဖို့ချက်ချင်းဖန်းစည်းထိမ့်သိမ့်လိမ့်မယ်သူ့အတံမှာတည်ကြည်ပြီးငင်းခုန်ရဲ့နေရာမရှိပေ ိုကြီးကိုကိုကကိုကိုကိုကာကွယ်ရန်စူးစမ်းသည်ဒါနားလည်မှုလွဲတာပါဗျာသူသူတို့ကကျွန်တော်တို့ကိုတိုက်ခိုက်တာလှိုင်းကကိုကိုဤစကားကိုအားဖြည့်ရန်မြ мян ဆန်ဆန်ကောင်းကြီးပြသည်သို့တော့နင်းတို့ဆက်ပြောရင်အချိန်မရမီ ဝစ်ဆုံဝစ်ထားသောအမျိုးသားကနင်းတို့ဤစကားကိုရက်တန့်ရန်လက်ကိုမြှောက်လိုက်သည်အားလုံးကိုဒေတာခန်တွေနဲ့ကျွန်တော်တို့အေးချင်းသူကမဝင်းဒီယာကိုလက်ညှိုးထိုးပြကသူမကတရားဝင်တာဝန်ထမ်းဆောင်နေတာကိုမှတ်တမ်းတင်ထားပြီးသားဒီမှာဘာနားလည်မှုလွဲမှားမှုမှမရှိဘူးရှာအိရာက ပြင်းထန်တဲ့စီကံဖောက်ဖျက်မှုပဲမဝင်းဒီယာသည် ရေဆိုးနေစေဖြစ်သော သူမ၏ကားဘေးတွင်တဲ့တဲ့ရက်နေသည် သူမ၏အဝတ်အစားများမှာ ရေပက်ခံရ၍ကိုနှစ်ကက်နေသည်သို့သောယခုအခါသူမသည်တားကောင်တူအဖြစ် မရှိတော့ပေ သူမသည်ယူနီဖောင်းနောက်ွယ်မှစိုးညင်မှုများကိုဖော်ထုတ်နိုင်ခဲ့သောဥပဒေစိုးမိုးရေးအရာရှိတူအဖြစ်ယက်တီနေသည်လူအုပ်စုတိုးတိုးလေးဩဘာပေးလာကြသည်ကျေလောင်သောအောင်ပွဲခံတံမဟုတ်ပဲတရားမျှတမှု နောက်ဆုံးတွင်ထိုနေရာတွင်ပေါ်ပေါက်လာပြီးဟူသောလက္ခဏာပင်ဖြစ်သည်ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့ဝင်များက ချက်ချင်းလျင်မြန်စွာလှုပ်ဆောင်ကြသည်ငင်းတို့သည်ရဲရာရှိသုံးဦးအားလမ်းဘေးတွင်တန်းစီရခိုင်းလိုက်သည်ဘူကြီးကိုကိုဒုတကြက်လိုင်းနှင့်တက်ကြက်ကြီးသူရတို့သည်မချေမငန်ဖြစ်နေတော်လဲရွေးချယ်เสียမရှိပေအခြားရာရှိအချို့ကမဝင်းဒီယာကိုရေပက်ရန်အသုံးပြုခဲ့သောပိုက်အပါဝင်တက်တေကံပစ္စည်းများကိုတင်ဆဲကြသည်ဒေတာခန့်များနှင့်ဆိုင်ကယ်သမားများကအင်းတို့၏နေရာတွင်ဆက်လက်ရနေကြသည် အချို့က ယခုအခါတရားဝင်ဖမ်းဆီးမှုအဖြစ်ပြောင်းလဲသွားသောဖြစ်ရပ်ကိုဆက်လက်ရကူးနေကြသည့်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်ကပြင်ဆင်ထားပြီးသောဆုံးဖြတ်ချက်ကိုဖတ်ပြသည်။ဗိုလ်ကြီးကိုကိုဆိုဒုတက်ကျနိုင်ဝင်းနှင့် တက်ကျကြီးသူရအောင်တို့လုံလောက်သောတက်တေထောက်ထားများနှင့်မျက်မြင်တက်တေများအရာ တင်တို့သုံးဦးအားယခုအချိန်မှစ၍ဂုံသိခါမဲ့စွာယာရုမထုတ်ပယ်လိုက်ပြီးတင်တို့ကျူးလွန်ခဲ့သောပြစ်မှုများအရဥပဒေအရအေးအယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာအပ်သည်ဟုသူ့အတံမှတည်ကြည်ပြီးညှိနှိုင်းမှုသို့မဟုတ် အပေးအယူလုပ်ရန်နေရာမရှိကြောင်းရှင်းလင်းစွာဖော်ပြနေသည်ထိုအရာရှိသုံးဦးလုံးပင်မနှမ်းနေနေပုံရသည် ကိုကိုက စကားပြောရင်ပါဇက်ဖွင့်ရင်စူးစားခဲ့တော့လေစကလုံးများမထွက်လာပြီးလှိုင်းကခေါင်းကုံထားပြီးသူရကမျက်လုံးဝိုင်းသားဖြင့်တောင်ခဲစွာရက်နေသည်ယခင်ကအာနာဤတင်ဂေတာဖြစ်သောသူတို့ဤယူနီဖောင်းများသည်ယခုအခါကာကွယ်ပေးနိုင်ခြင်းမရှိတော့သည့်လေးလံသောဝင်ထုပ်တစ်ခုတစ်ဖွဲဖြစ်နေသည်ဒေတာခန်များဤကင်မရာများကဆက်လက်ရိုက်ကူးနေကြသည်ယနေ့သည်ဤတို့သာမြင်တွေ့ရခြင်းမဟုတ်ပေ၏ဖြစ်ရဤဗီဒီယိုများက 姐姐，点点点那段密码对查的。 မဝင်းဒီယာသည်သူမ၏နေရာတွင်ဆက်လက်ရနေသည် သူမသည်ဖြစ်စဉ်ကိုစောင့်ကြည့်နေသည် သူမသည်ဂုံယူခြင်းသို့မဟုတ်ခြေနှက်ခြင်းအမှုအရာကိုမပြတာပေသူမအတွက်ဤဒီမှာပုံကိုရေးဆိုင်ရာအောင်ပွဲတစ်ခုမဟုတ်ပါဤဒီမှာလှုပ်ဆောင်ရမည့်တာဝန်ဤတစိ့တပိုင်းသာဖြစ်သည်စောင့်ကြည့်ရေးအရာရှိများကသူမ၏အခြေအနေကိုတေချာစေရန်သူမထံချင်းကပ်လာကြတော့လေသူမကခေါင်းညိပ်ပြီးအစဉ်ပြေချောင်းသာပြောလိုက်သည်ကျေးဇူးတင်ပါတယ် မဝင်းဒီယာခမည်းရဲ့လျှိုးဝှက်စစ်စင်ရေးမရှိရင်ဒီလိုမျိုးလုပ်ရက်တွေဘသူမှမတည်ပဲဆက်ဖြစ်နေမှာပဲဟု အဖွဲ့ကောင်းဆောင်က ပြောသည်ရဲရရှိသုံးဦးအားဖန်စီရေးကားတဲ့သို့ခေါ်ဆောင်သွားသောအခါလူအုပ်စုက တိုးတိုးလေးလက်ခုပ်တီးလာကြသည် အောင်ပွဲခံတမ်းမဟုတ်ပဲလေးစားမှု၏လက္ခဏာပင်ဖြစ်သည် မဝင်းဒီယာက ခတ်တိုးတိုးခေါင်းညိပ်ပြီးနောက်သူမ၏အဝါရောင်အားကစားကားစီသို့ပြန်လျှောက်သွားသည်သူမသည်တကားကိုဖွင့်ကားထဲဝင်ပြီး အင်ဂျင်ကိုနှိုးလိုက်သည်သူမ၏ကား၏ချောငွေသောအတန်က ပြန်လည်ကြားလာရပြီးဖြစ်ပျက်ခဲ့သောတင်းမာမှုနှင့် ကွဲပြားခြားနားသည် မထွက်ခွာမီ သူမသည် ယခုအခါဥပဒေစိုးမိုးရေးသည်ယခင်က မတရားမှုများလွှမ်းမိုးခဲ့သောလမ်းမများတွင်ပင်အကောင့်ထဲပေါ်နိုင်မီဟုသောမျှော်လင့်ချက်အသေးရှိသောဒေသခံများကိုတဖန်လှမ်းကြည့်လိုက်သည်